ဒါကတော့ new carson နဲ့ကုဆက်မြန်လေးပွိုင်အောင်ယောဂါကာကွယ်ဆေးပြရှင်ဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ့်ရဲ့ကြက်တွေကိုဒီကာကွယ်ဆေးကိုပေးထားရမှာဖြစ်ပါတယ်ဒီကာကွယ်ဆေးကတော့ new carson နဲ့ကုဆက်မြန်လေးပွိုင်အောင်ယောဂါနှမျိုးပေါင်းစပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်နှာခေါင်းပါးထည့်ကိုတကောင်ချင်းစီအတွဲတစ်စဲစီရှပ်ပေးပြီးအသုံးပြုရမှာပါဒီလိုထည့်လိုက်တာနဲ့ပြီးတော့ပါပြီ ကာကွယ်ဆေးပေးတဲ့အခါကျန်းမာတဲ့ကျဲတွေကိုပဲပေးရမှာဖြစ်ပါတယ်။နေမကောင်းမကျန်းမာတဲ့ကျဲတွေကိုပေးလို့မရပါဘူး။ကာကွယ်ဆေးပေးတဲ့အခါမှာလည်းရာသီဥတုတာယာတဲ့မနေ့ဆိုဆိုသို့မဟုတ်ညနေပိုင်းကိုရွေးရှည်ပြီးပေးပါ။ပူပြဲတဲ့နေ့လေပိုင်းအရှင်တွေမှာကာကွယ်ဆေးပေးခြင်းကိုရှောင်ကျင်ပါ။ပူပြဲတဲ့နေ့လေပိုင်းလိုအရှင်တွေမှာကာကွယ်ဆေးပေးရင်ကျဲတွေကိုစိုက်ပြီးစီးမှုဖြစ်စေပါတယ်။ ဒီကာကွယ်ဆစ်ကိုတော့ပထမအကြိမ်ကိုကျဲ့တဲ့9ရက်သားအရွယ်မှာဆက်တင်ပေးရပြီးဒုတိယအကြိမ်ကိုကျဲ့တဲ့10ရက်သားအရွယ်မှာပေးပါပြီးရင်တော့3လတစ်ကြိမ်3လတစ်ကြိမ်ပုံမှန်ပေးသွားရပါတယ်ဒီယောဂဟာကျဲ့တွေမှာအဖြစ်များတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂနှမျိုးဖြစ်တဲ့ညူကာဆင်ယောဂနဲ့ကုဆက်မြန်လေးပွားယုံယောဂတို့ကိုကာကွယ်ရန်အတွက်ပေးအပ်ရှင်းဖြစ်ပါတယ်ဒီကာကွယ်ဆစ်ကိုတော့မျိုးလုံးနှာခေါင်းပါသို့အရေးရှာပေးရှင်းနီလာဖြင့်ကာကွယ်ဆစ်ပေးအပ်ရှင်းဖြစ်ပါတယ်